ကျွန်တော်တို့အင်းရှင်မှာပေါ့မြန်မာနိုင်ငံမှာကျင်းပတဲ့ပွဲမှာစပြီးတော့ကျွန်တော်ရွှေတိစိစုစပြီးရပါတယ်အဲ့နောက်ပွဲမှာတော့စင်ကူမှာလည်းရွှေနှစ်ခုကျေးတစ်ခုရပါတယ်ရွှေတိစိ3ခုငွေတိစိက2ခုကျေးတိစိက4ခုညအားလုံးပေါင်း9ခုရခဲ့ပူပါတယ်မျက်စိကလုံးဝမမြင်ဘူးစဖြစ်တော့အဲ့လိုနည်းနည်းပါးပါဟိုအရေးကလေးပါလေးမြင်ရသေးတယ်နောက်ကြာတဲ့ခါကျတော့အခုဆိုလုံးဝမမြင်ရတော့ဘူးညဆရာဝန်ကတော့မွေးရပါအာယုံကျော်အားနေပြီးတော့ အဲ့လိုမျက်စိကိုမထိမ့်သိမ့်လို့ပေါ့နော်အထိအသုံးချတာများလို့အောင်ရောတွေပျက်စီးသွားတယ်ဆိုပြီးပဲသူတို့တော့ပြောတယ်ကျွန်တော်တိတ်စိတ်အားမငဲ့တတ်ဘူးအမေကအဲ့တော့ရန်ကုန်မှာမျက်စိသွားပြမယ်ဆိုပြီးတော့အိမ်ကြီးပေါင်းကြီးတွေဝယ်ပေးရတော့မှာပဲအဲ့အိမ်ကြီးပေါင်းကြီးအယောင်အမေကမမေးဘူးကိုယ့်ကိုကင်ကြည့်ပြီးတော့ငါမျက်စိဟိုစေးကန်းပြန်လာပြီးတော့မြင်သွားတော့မှကြည့်မယ်လို့ကိုယ်စိတ်ထဲမှာစိတ်ကူးရှိရအဲ့လိုဟုတ်ကဲ့ပြန်ကောင်းမယ်ပဲထင်တာအမေလည်းအဓိကတော့ ကိုလုတ်တဲ့အလုပ်တွေကအကျိုးရှိဖို့ပဲရေးကြည့်ရလေအားနည်းချက်ရှိရှိပါရှိရှိပါဟိုတစ်ဖက်မှာအားနည်းပေမဲ့တစ်ဖက်မှာအားကောင်းတာတွေအများကြီးရှိပါတယ်လို့အဲ့ဒါတွေကိုလှည့်ပြီးတော့အသုံးချသွားနိုင်ဖို့ပဲရေးကြည့်ရပါလို့ဘာမှအားငယ်ကြတော့မရှိပါဘူးလို့လောကကြီးမှာဟိုရှုံးအောင်လုပ်မှရှုံးတာလေကိုကကိုနေတဲ့ထိုင်တဲ့လို့ရှိရင်ရှုံးတယ်ဆိုတာမရှိပါဘူးလို့